ခံကိုရင်တော့ရှင်ပေမဲ့ခုတော့မကြောက်ကြောင်းယူကရိန်းသမ္မတဇီလန်စကီကပြောပါလိမ့်ပြည်တွင်းသတင်းဌာနဂါဒီယန်သတင်းစာနဲ့အင်တာဗျူးမှာဇီလန်စကီကသူနဲ့ထရန်ဂျာကဆက်ဆံရေးအခြေအနေပေါ်ပူပြီးအတွင်းကြကြမှတ်ချက်ပေးခဲ့ပါလိမ့်သူနဲ့ထရန်တို့ကပြီးခဲ့တဲ့လကဝါရှင်တန်မှာ နောက်ဆုံးတွေ့ခဲ့တုန်းကအခြေအနေတွေဟာထိလွယ်ရှလွယ်ဖြစ်ခဲ့တယ်ဆိုတာကိုလည်းဇီလန်စကီကညင်းဆိုပါတယ်အော်ဘလာကဆုံးခဲ့ကြချိန်မှာထရန့်ဟာရုရှားယူကရိန်းစစ်မြေပြင်မြေပုံကားချက်တွေကိုဖိနှိပ်ခဲ့တယ်လို့ သူနဲ့လည်းစကားချစ်တင်များခဲ့တယ်ဆိုတဲ့သတင်းတွေကလုံးဝမဟုတ်ဘူးလို့ဇလန်စကီကပြောပါတယ်။ထရန့်ကဘာပီစင်းနဲ့မှလမ်းပေါက်တာမျိုးမလုပ်ခဲ့ဘူး။ဒါကိုအခိုင်အမာပြောဆိုနိုင်ပါတယ်လို့ဇလန်စကီကဆိုပါတယ်။အဲဒီတော့ကဇလန်စကီကအမေရိကန်ရဲ့တာဝန်ပြတူမှာဟော့တုံးနေထောက်ပံ့ပေးဖို့ညှိနှိုင်းတောင်းဆိုခဲ့ပေမဲ့ထရန့်ကမလိုက်ရောခဲ့ပါဘူး။ဇလန်စကီကအဲ့ဒီဆွေးနွေးမှုဟာပုံမှန်အခြေအနေပဲဖြစ်ပြီးလုပ်ငန်းသဘောဆက်မှုနဲ့အပြုသဘောနဲ့ဆောင်တယ်ပြောပါတယ်။ Financial Times သတင်းဌာနကထရန့်ဟာရုရှားသမ္မတပူတင်ရဲ့တောင်းဆိုမှုကိုလက်ခံပြီး စစ်ပွဲကိုဆုံးသတ်ဖို့ဇလန်စကီကိုဖိအားပေးခဲ့ကြောင်းအဲ့ဒီလိုမဟုတ်ရင်ယူကရိန်းကရုရှားရဲ့ဖျက်ဆီးမှုခံရလိမ့်မယ်လို့သတိပေးခဲ့ကြောင်းဖော်ပြပူးပါတယ်ဇလန်စကီကဆွနစ်ပွဲရဲ့သေးစိတ်ချက်လက်တွေထုံမပြောပေမဲ့ဒီသတင်းဖော်ပြချက်နဲ့တော့ကွဲပြားစွာပြီးဆုံးခဲ့တယ်လို့မှတ်ချက်ပေးပါတယ်ဒါအပြင်ဂါရီယန်သတင်းတောင်းနဲ့အင်တာဗျူးတဲ့အခါမှာတကယ်ပါလုံးကထရန့်ကိုဝမ်းကြောက်ကြနေတယ်ဆိုတာကတော့အမှန်ပဲဖြစ်ကြောင်းဇလန်စကီကပြောပါတယ်တရဲတော့ကခမရောထရန့်ကိုကြောက်လာလို့မိတဲ့ကဇလန်စကီက no လို့ဖြေခဲ့ပါတယ် ။ဘာကြောင့်လဲဆိုတော့မိမိနဲ့ထရန့်ဟာရန်သူမဟုတ်ပဲမိတ်ဆွေဖြစ်ကြောင်းမိတ်ဆွေတယောက်ကိုဘာကြောင့်ကြောက်ရမလဲလို့ဇလန်စကီးကမေးခွန်းထုတ်ပါလေ။ထရန့်ဟာသူ့နိုင်ငံရဲ့ပြည်သူတွေကလိုလားတဲ့ရွေးကောက်တင်မြှောက်ထားတဲ့ခေါင်းဆောင်ဖြစ်ကြောင်းမေဂန်လူတို့ရဲ့ရွေးချယ်မှုပေါ်ယူကရိန်းကထိုးလေးစားကြောင်းသူကလည်းယူကရိန်းပြည်သူတွေရဲ့ရွေးကောက်မှုကိုခံထားရသူဖြစ်ကြောင်းမေဂန်အနေနဲ့ယူကရိန်းရဲ့မဟာဗျူဟာမိဘအဖြစ်နှစ်ပေါင်းများစွာရည်တည်ခဲ့ပြီးတမန်ကြောင်းကိုပြန်လည်ကြည့်ရင်တော့နှစ်ဖက်ရင်းနှီးမှုဟာဆယ်စုနှစ်ပေါင်းများစွာကြာညောင်းခဲ့တယ်လို့ဇီလန်စကီးကဆိုပါတယ် ပြည်ထောင်ချားပြည်မြားလဲယူကရိန်းကိုအမေရိကန်ကပို့ပြီးတက်တက်ကြွကြွကူညီပေးအောင်စီးအောင်တိုက်တွန်းပေးခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီအတွက်လဲကျေးဇူးတင်ကြောင်းပြောပါတယ်။စတေမာလာကထရန့်ဟာပြည်ထောင်ကိုလဲဘက်ခီးစင်သွားခဲ့ရမှာချားပြည်မြားနဲ့တီးကြားတွေ့ဆုံပါတယ်။သူတို့လျောက်ပါလီပြောလဲဆိုတော့ခုထိအသေးစိတ်မထုတ်ပြန်ပါဘူး။ဒါပေမဲ့ဘီယင်မင်းမြားဟာသမားထရန့်စီအတော်အေးပါတဲ့တင်စကားပေးခဲ့တယ်ဆိုတာကတော့နားလဲကြောင်းစလန်စကီးကပြောသွားပါတယ်။နောက်တင်ပုတ်ပြောချင်ပါတယ်။ American Soya shutdown ဖြစ်နေတာ ကြာပြီဖြစ်ပါလေ။ အခုတော့ဒီ shutdown ကိုညံဆုံးပြီးမြောက်စေဖို့အတွက်ရေတိုးကုစားဖို့အဆိုပြုမှုတစ်ခုက အောင်မြင်သွားပြီဖြစ်ပါလိမ့်။လက်ရှိကြုံနေရတဲ့ American ဆိုရရန်ရရတဲ့မှုဖြည့်ရှင်းနိုင်ဖို့ရေတိုးကုစားရေးအဆိုကို American ထက်လွတ်တော်မှာမဲခွဲတည်ပြုပါလိမ့်။အာနာယ Republican Party ခေါင်းဆောင်တွေဟာနိုဝင်ဘာ9ရက်နေ့ညမြန်မာစံတော်ချိန်ညနိုဝင်ဘာ10ရက်နေ့ဆွေးနွေးမှုပြီးမှာတော့ သူတို့ပါတီကအဆိုပြုမဲ့ရေတိုကူဆောင်မှုစီစဉ်ကိုထောက်ခံပေးဖို့အတိုက်ခံဒီမိုကရက်ပါတီရဲ့ထက်လွတ်တော်အမတ်ရှိဦးကိုစီရင်နိုင်ခဲ့ပါတယ်။ Republican ပါတီဟာထက်လွတ်တော်အမတ်နေရာပေါင်း100ထဲမှာ53နေရာထိန်းချုပ်ထားပါတယ်။ဒါပေမဲ့ဘတ်ဂျက်အဆိုပြုချက်အောင်မြင်ဖို့ဆိုရင်ထောက်ခံမဲ60လိုပါတယ်။အဆိုရရှတ်ဒေါင်းကိုရပ်တန့်နိုင်ဖို့အတွက်ညှိနှိုင်းမှုမှာဒါဟာမရှိမဖြစ်လိုအပ်ချက်ပါ။ Republican တွေကဒီမိုကရက်အမတ်ရှိဦးကိုဆွဲဆောင်နိုင်ခဲ့ပေမဲ့ ဒီမို့အဲ့ဒီ Republican Party ရဲ့ကင်နဂီဘီနဲ့ကိုစားပြုမဲ့ရန်ဘောရဲ့ထောက်ခံမှုတော့မရပါဘူးရန်ဘောကလက်ရှိညှိထားတဲ့အစီအမံဟာအစိုးရကျွေးမှုကိုမြင့်တက်လာစေမယ်လို့ထောက်ပြပြီးထောက်ခံမယ်မပေးပါဘူးအာဗျာ Republican Party ကအဆိုပြုတဲ့ရေတိုကိုစားရေးစီစဉ်ဟာထက်လွတ်တော်မဲခွင့်မှုမှာ60-40ဆိုတဲ့မဲရလက်နဲ့အောက်မြင်ပါလေ။ဒါကြောင့်ရပ်ပေါင်း40လောက်ကြောင်မြင့်ခဲ့ပြီးဖြစ်တယ်လို့ American သမိုင်းမှာအရှိအကြဆုံးစံချိန်တင်ထားတဲ့ Shadow ကိုအဆုံးသတ်နိုင်ဖို့နှိစက်လာပါပြီ Republican တွေကအစိုးရ shutdown အခြေအနေကနေရုံးထွက်နိုင်ဖို့ Washington DC မြို့တော်မှာ Democratic ပြိုင်ပွဲတွေကိုတပတ်လောက်အချိန်ယူပြီးတေချာစည်းရုံးခဲ့ရပါတယ်။ American မှာအစိုးရ၃စိတ် budget ကုန်ခန်းမှုကြောင့် October 1ရက်နေ့ကစပြီး shutdown ဖြစ်နေတာပါ။လွှတ်တော်ကအစိုးရ budget တွေကိုမဲခွဲညှိနှိုင်းမှုအဆင်မပြေခဲ့လို့ဒီအခြေအနေမျိုးကြုံခဲ့ရပြီး Federal အစိုးရ agency များပြန်လုပ်ငန်းကရပ်ထားသလိုဝန်ထမ်းတွေလည်းလာဆောင်မရခွင့်သက်မခံရတာတွေကြုံနေရပါတယ်။ မေရိကန်ရဲ့ဝင်ဝင်နေပါတဲ့ပြည်သူပေါင်းသန်းနဲ့ချီကိုကျမ်းမာရေးဆောင်ရှောက်မှုစည်းတွေထောက်ပံ့ပေးတဲ့လက်ရှိအစီအမံကိုအစိုးရဘတ်ဂျက်တင်မှာဆက်ပြီးထည့်သွင်းဖို့ဒီမိုကရက်ပါတီဘက်က တောင်းဆိုပါတယ်။တက်တန်းကုံဆုံးတော့မယ့်အဲ့ဒီအစီအမံတွေကိုဘတ်ဂျက်သိရေးဆိုရမှာထင်စင်စားဖို့ Republican တွေကလိုမရှိပါဘူး။ကျမ်းမာရေးဆောင်ရှောက်မှုကိစ္စကအစိုးရဘတ်ဂျက်နဲ့မပတ်သက်သင့်ဘူးလို့ Republican တွေကပြောပါတယ်။နှစ်ဖက်ညှိမြပဲနောက်ဆုံးအစိုးရရှက်တောင်းဖြစ်သွားတာကလည်းအဲ့ဒီကိစ္စကအဓိကအကြောင်းတရားပါခဲ့ပါတယ်။ ပါတီနှစ်ခုညှိတဲ့အခါမှာ Republican မတ်ချိုကဝင်ငွေနဲ့ American ပြည်သူတွေအတွက်ကျန်းမာရေးဆောင်ရှောက်မှုအထောက်ပံ့တက်တန်းတိုးရေးကိစ္စဒီစမလာလေကြရင်ပြုလုပ်မဲ့အထက်လွှတ်တော်မဲ့ခွဲပွဲကြရင် Democrat Party ဝင်တွေနဲ့အတူပါဝင်ထောက်ခံပြီးမယ်လို့ကန့်လန့်ခဲ့ပါတယ်။အဲဒီနောက်မှာတော့ shutdown ကိုအမြင့်ဆုံးရပ်တန့်စီပြီးဇန်နဝါရီ30ရက်နေ့ထိအစိုးရရန်ရာပြန်လည်လက်ပတ်နိုင်စေမယ့်ရည်တူကူဆောင်မှုဆိုပြီးချက်ကိုထောက်ခံခဲ့တာဖြစ်ပါတယ်။ တစ်ဖက်မှာလည်းကျမ်းမာရေးဆောင်ရှားမှုစီမံတွေကိုတက်တမ်းမတိုးဘူးဆိုရင် နောက်ထပ်၃နှစ်စာအတွက် Republican Party ဘက်ကတင်ပြမဲ့အစိုးရဘတ်ဂျက်တွေကိုလုံအောင်လက်မခံဘူးလို့ Democrat ခေါင်းဆောင်တွေကကြေပေးထားပါတယ်။ဒါကြောင့်ဇန်နဝါရီ၃ရက်နေ့ကအဲ့ဒီကိစ္စကိုပြပြောက်ဖိနှိပ်နိုင်ဘူးဆိုရင်2026နှစ်စံပိုင်းတော့မှနောက်ထပ် shutdown တစ်ကြိမ်ကြုံတွေ့နိုင်ပါတယ်။အထက်လွှတ်တော် Republican ခေါင်းဆောင်ဂျွန်သွန်းကတော့ Democratic နဲ့ Republican တွေပူးပေါင်းပြီး ပါတီဇွဲကင်းတဲ့သဘောမျိုးလက်ရှိပြဿနာကိုဖြေရှင်းဖို့စိတ်အားထက်သန်ပေးခဲ့တာကိုကျေးဇူးတင်ကြောင်းပြောပါတယ်ဒီမိုကရက်တစ်အစုဖွဲ့ခေါင်းဆောင်ချက်ရှူမတ်ကတော့အစိုးရရှက်တောင်းကိုဆုံးသက်စေဖို့အားထုတ်မှုကိုတိမတ်ပြုပြင်မဲ့ကျမ်းမာရေးဆောင်ရှမှုမူဝါဒဆိုင်ရာငြင်းပေါမှုကတော့မပြီးဆုံးသေးဘူးလို့တတိပေးထားပါတယ်လက်ရှိမဲ့ခွဲခဲ့တဲ့ရေတိုကူစားရေးစီစဉ်ကဒီပြဿနာကိုရှင်းနိုင်တဲ့အဖြစ်မျိုးမဟုတ်သေးပါဘူးဒီတော့လာမယ့်သတင်းပတ်တွေမှာအစိုးရရှက်တော်ဆုံးသက်သွားရင်တော့မှအစိုးရဘတ်ဂျက်အတွက်ပါတီနှစ်ခုကြာဆက်ပြီးကြိတ်နဲ့ဆွေးနွေးရမှာပါ။ ဒီမိုကရက်ပါတီဝင်တူဖြစ်တဲ့ကယ်လ်ဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူးဂါဗီနီဆန်ကတော့ Republican တွေနဲ့ပူးပေါင်းပြီးမဲပေးခဲ့တဲ့ဒီမိုကရက်တွေကိုစိတ်ပြတ်ကြောင်ဝေဖန်ပါတယ်။သူကကျမ်းမာရေးဆောင်ရှောက်မှုစီမံရေးတက်တန်းတိုးနိုင်မယ်ဆိုတာမသေးချာမချင်းပါတီဘက်ကအလျှော့မပေးသင့်ဘူးပြောပါတယ်။လက်ရှိညှိနှိုင်းထားတဲ့ရေတိုးကူဆောင်မှုတွေမှာရှတ်ဒေါင်းကာလထမှာ Federal ဆွေးနွေးဝင်တွေကိုလာဆောင်မပေးနိုင်တဲ့ကိစ္စအများဆုံးဖြစ်ရှင်ဖို့ဝင်ငွေနဲ့မိသားစုတွေအတွက်အစားအသောက်ထောက်ပံ့တဲ့စီမံကိန်းတွေအတွက်ရန်မုံငွေတွေပြန်လည်ဖြည့်တင်းအတွက်သဘောတူညီချက်တွေလည်းပါဝင်တယ်လို့သိရပါတယ်။ နောက်သတင်းဘုတ်ပြောချင်ပါတယ်ဖိလစ်ပိုင်မှာတိုက်ခတ်ခဲ့တဲ့စူပါတိုင်ဖုန်းမုန်တိုင်းကြီးကြောင့်လူမှုဦးသေပြီးတန်းချီတဲ့ပြည်သူတွေပြေးလို့ရရွှေရပါတယ်စူပါတိုင်ဖုန်းမုန်တိုင်းကြီးဖန်ပွားဝင်ရောက်တိုက်ခိုက်တဲ့အတွက်လူမှုဦးထပ်မံတဲ့တည်ဆုံသွားတယ်လို့သတင်းရရှိပါတယ်ပြီးခဲ့တဲ့ရက်တွေကဝင်ရောက်ခဲ့တဲ့ခါမေဂီတိုင်ဖုန်းမုန်တိုင်းကြောင့်လူ120ကျော်တည်ဆုံပြီးတဲ့နောက်မှာအခုလိုစူပါတိုင်ဖုန်းမုန်တိုင်းကြီးဖိလစ်ပိုင်ကိုထပ်မံဝင်ရောက်လာတာဖြစ်ပါတယ် မိုးတီးတက်သောရွာသွန်းမှုနဲ့လေပြင်းတဲ့တိုက်ခတ်မှုကြောင့်ဖိလစ်ပိုင်အဓိကကျုံဖြစ်တဲ့လူဆုံးကျုံးမကြီးရဲ့နေရာတော်များမှာလျက်စင်မီတွေပြတ်တောက်သွားပါတယ်။အန္တရာယ်ရှိတဲ့နေရာတွေကနေပြည်သူတန်းတန်းကျော်ပေးလို့ရရွှေ့ပြောင်းပေးခဲ့ရပါတယ်။ဒီမုံတိုင်းကြီးဟာနိုဝင်ဘာ9ရက်နေ့ဒေသစံတော်ချိန်ည9:00နာရီဆင်မနစ်မှာလူဆုံးကျုံးပေါ်မှာရှိတဲ့အော်ရိုယာခရိုင်ကိုစတင်ဝင်ရောက်ခဲ့တာပါ။ဖလပိုင်တနင်္ဂနွေလုံးဒီပါလွှမ်းခြုံတက်ခဲ့တဲ့အဲ့ဒီမုန်တိုင်းကြီးဟာတနအီကို185ကီလိုမီတာနှုန်းအထိလေပြင်းနဲ့တူမိုးကြီးကြပ်ရွာသွန်းခဲ့ပါတယ် လက်ရှိနိုင်ငံနေရာတော်များမှာမုံတိုင်းသတိပေးချက်ဆင်ထုတ်ပြန်ထားပြီးအမြင့်ဆုံးဖြစ်တဲ့အဆင့်၅သတိပေးချက်ကိုလူဆောင်ကျွန်းရှိတောင်ပိုင်းအထူးသဖြင့်ကတ္တာဒူအေးကျွန်းနဲ့ကာမရိုင်းနက်စ်ကျွန်းကာမရိုင်းနက်စာအဆရှိတဲ့ကယုံနယ်ဒေသတွေမှာထုတ်ပြန်ထားပါတယ်မြို့တော်မနီလာနဲ့မြို့ဝိုက်တွေကိုတော့အမှတ်သုံးဆင်သတိပေးချက်အောက်မှာထားပါတယ်မုံတိုင်းလက်ချောင်းဘောကဒေသခံတွေအနေနဲ့ဘေးလွတ်ရာရွှေ့ဖို့အမိန့်ကိုမဖြစ်မနေလိုက်နာဖို့ကာကွယ်ရေးဝန်ကြီးဂီဘတ်တိုဒီရိုတိုကတိုက်တွန်းထားပါတယ် မလိုက်တိုင်း NDA ရှိသလိုဥပဒေနဲ့လည်းမညီညွတ်ဘူးလို့သူကတတိပေးခဲ့ပါတယ်။နောက်သတင်းပုတ်ပြောချင်ပါတယ်။ကြားဖြန့်စစ်ပွဲအနိုင်တိုက်ဖို့ဝင်ကြီးဌာနနဲ့အေဂျင်စီ၅ခု၅ခုနဲ့ထိုင်းဝန်ကြီးချုပ် MOU လက်မှတ်ရေးထိုးပါလေ။ကမ္ဘာမှာကြားဖြန့်ဗဟိုချက်အဖြစ်နာမည်ပြက်နေတာကြောင့်အမျိုးသားရေးကြားဖြန့်စစ်ပွဲကျင်းပကြောင်းနဲ့နိုင်ငံတော်ဝင်ကြီးဌာန၆ခုတခြားအစိုးရနဲ့ရပ်ပတ်အေဂျင်စီဖွဲ့စည်း၉ခုနဲ့ပူးပေါင်းမိတိုက်ဖြတ်ဖို့ MOU လက်မှတ်ရေးထိုးကြောင်းထိုင်းဝန်ကြီးချုပ်အနုတင်ကကျင်းပပါတယ်။ အစိုးရရုံမှာအဲ့ဒီစာချုပ်ခန်းနာကိုလုပ်ခဲ့ပြီးအမှုတင်ကဒီဘက်ဟာရှုံးရတဲ့စစ်ပေါ်လို့ကြွေးကြော်ပြီးအထူးကြက်မဲ့ဆောင်ရွက်မဲ့လမ်းစဉ်၅ရက်ထုတ်ပြန်ပါတယ်။ဥပဒေရေးတာဝန်ရှိသူတွေပေါ်တင်ကြတဲ့စောင့်ကြမှုလုပ်ပြီးတော့ပအဝင်ပတ်သက်သူရောလက်ထိုးသူတွေပါထရီရောက်ဖော်ထုတ်ပြစ်ပေးဖို့ပူပေါင်းဆောင်ရွက်မှုပုံမှုချုံမှုစီကို ထောက်လိုင်းနဲ့စုံစမ်းရေးဖွဲ့တွေကြားတရင်ချက်လက်တွေဖလှယ်ဖို့ထိုင်းနိုင်ငံကိုငွေကြေးခဝချမှုဆိုင်ရာဒုစရိုက်မှုတွေဖြစ်၃၆သူတွေရဲ့ဘန်နာကြီးလမ်းကြောင်းပိတ်ဆို့ပြီး ပိုင်ဆိုင်မှုနဲ့တကွသိသိသွားဖို့ပါပါတယ်။ဒုစရိုက်မှုကင်းနဲ့မဖြစ်မီကတည်းက AI နည်းပညာသုံးပြီးရာဇဝတ်ဆိုင်ရာအမှုကျင့်တွေကိုရယူပြီးကြားဖြတ်တားဆီးဖို့ငွေကြေးစည်းမှုလမ်းကြောင်းတွေကိုခြေရာခံဖို့ပြည်သူတွေကြားဖြန့်အန္တရာယ်သတိရှိစေရည်နဲ့ဘိုးသူရကြွယ်ဝစေဖို့ Team Thailand ဖွဲ့ဖွဲ့ပြီးတော့အသိပညာပေးမှုလုပ်ဖို့လမ်းစဉ်၅ရပ်ချမှတ်ထားတယ်လို့ဆိုပါတယ်။အမှုတင်ဟာ Cyber ရာဇဝတ်မှုနဲ့ကြားဖြန့်လိမ်လည်မှုဟာမိသားစုတစုမှာတယောက်ခံစားရရင် ကြံမိသားစုတွေလည်းကြက်ကြက်တဲခံစားစေရပြီးနေ့စဉ်နိုင်ငံပေါင်းစုံမှလူသားများစွာခံစားနေရကြောင်းဒါဟာထိုင်းနိုင်ငံရဲ့ပုံရိပ်ကိုကြဆင်းစေပြီးကုန်သွယ်ရေးနဲ့ခေတ်သက်လုပ်ငန်းတွေမှာအယုံကြည်မဲ့လာစေပြီးတော့ထိတ်တဲမျိုးသားရေးရန်ဆွဲပဲလို့အမှုတင်ကပြောပါတယ်။ကြားဖြန့်စစ်ပွဲပူးပေါင်းတိုက်သွားဖို့ MOU လက်မှတ်ရေးထိုးတဲ့15ဖွဲ့မှာဗန်ဒါရေးဝန်ကြီးဌာနနိုင်ငံသားရေးဝန်ကြီးဌာန Digital စီးပွားရေးနဲ့ပြည်သူဌာနစီးပွားကူတဲ့ပြည်ထရေးတရားရေးတာဝန်ထမ်းရတဲ့ဖွဲ့ငွေကြေးခွာချမှုတိုက်ဖြတ်ရေးယူအကျင့်ပြချစားမှုကော်မရှင် အထူးဆောင်စစ်စီထိုင်းဘူဘန်ငွေချေကတတိကလက်မှတ်နဲ့ငွေလဲလှယ်ရေးကော်မရှင်အမျိုးသားရုံးဝန်ကြီးညာနဲ့ဆက်သွယ်ရေးကော်မရှင်ထိုင်းဘန်လုပ်ငန်းရှင်များအသင်းနိုင်ငံတော်ဘန်နာရေးအဖွဲ့အစည်းတွေအကုန်ပါတယ်လို့သိရပါတယ်။